စင်ပောင်းကိုအုပ်ချုပ်ပြီးမင်းလုံးနေတဲ့တခါတော့သူတို့နေတဲ့တောနဲ့ကြီးမှာမိုးကြီးကျဲခေါမလေးရောတဲ့မိုးကောင်နဲ့ဆိုတာမိုးရွာချိန်မှာမရွာပဲချောင်းနေတာကိုပြောတာပေါ့အဲ့ဒီတော့အင်းတွေအိုင်တွေရေထွက်တွေစမ်းချောင်းတွေဟာအကုန်ကန်းကုန်တဲ့တာကြောင့်မို့စင်တွေဟာစင်ပရင်ကြီးရှိရာကိုလာပြီးတောင်းပန်ကြတာပေါ့ဦးစင်မင်းမြတ်ကျွန်တော်တို့ရဲ့သားတွေတမီးတွေဟာရင်ညက်ပြီးတည်ကြတာလဲအတုံးယုံပဲတည်ခါနီးချစ်နေတာလဲအများအပြားအာဘေရင်ငယ်မှုချင်းပေးမှစင်မင်းကြီးမကဲတဲ့ရင်ကျွန်တော်တို့စင်ပေါင်းဟာကောင်းကောင်းကြီးတည်ရပါတော့မယ် လူတောင်းပန်ကြတယ်ပြီးတော့ဆင်မယင်ကြီးကလေကဲ့သို့ရင်မြန်ဖို့ပါတဲ့ဆင်တွေကိုခေါ်ပြီးအရက်ရှိမျက်နာမှာရေရှာထွက်ရမယ်လို့ခိုင်းလိုက်တဲ့အရှိမျက်နာကိုထွက်သွားကြတဲ့ဆင်တစုဟာရာတီကျောင်းတင်ခန်းတစ်ခုအနားမှာရွှေလမင်းကန်လို့ခေါ်တဲ့ရေကန်ကြီးတစ်ခုကိုတွေးကြတတ်တဲ့ရေကန်ကြီးဟာကြီးလင်းအီးမြတဲ့ရေတွေနဲ့ပြည့်လို့တဲ့ကြာဖက်တွေကြာဘူးတွေကြာခွင့်တွေကြာခွက်တွေလည်းတိတ်ပေါ်တာပဲတဲ့ဟင်းနာငက်ကျိုးကြာငက်ဥပြိုင်းနဲ့ကြာဖက်နှင်းနဲ့တင်ကြီးနဲ့ဆိုတဲ့ရေကြီးရေငက်တွေကလည်းကူးကြခက်ကြပြန်ကြလွားကြနဲ့ပြီ ။အိုစီယာကြီးပဲ။မေဘီကလေးတိုက်ခတ်လာရင်လဲနှိုင်းတရက်ကလေးတွေကတစ်ချက်ချက်နဲ့ကံမောင်းကိုရိုက်ခတ်ကြတဲ့လေကံမောင်းရိုးကတကြီးဝါကြီးတွေကလည်းအပေါ်ကမူးနေလိုက်တာ နေကြောက်တောင်မထိုးနိုင်တော့အောင်မဲတဲ့အဲ့ဒီကံကြီးကိုတွေ့ရတော့စင်တွေဟာစင်ဖရင်ကြီးကိုပြောပြရအောင်ဆိုပြီးတခါလေတီးကြပါလေရောတဲ့အဲ့ဒီတဲ့င်းကိုစင်ဖရင်ကြီးကြတော့စင်ပေါင်းချန်ရန်ပြီးကံကြီးရှိရာကိုခြိတက်ကြတာပေါ့ ကံကြီးကိုမြင်နေဆိုရင်ပဲရင်ညက်နေတဲ့ဆင်တွေဟာသူ့ထက်ကအရင်ဥအောင်ပြေးတဲ့ပြီးရေကန်လေးကိုကြမ်းထိုးဆင်းကြတဲ့လေသူတို့ပြေးကြလွားကြတိုးကြဝေးကြတော့ကရွှေလမင်းကံမောင်ရိုးမှနေကြတဲ့ယုံကလေးတွေဟာဆင်တွေရဲ့ဖွားအောင်မှာခေါင်းပြသူကကြာခါကျိုးသူကကျိုချေကျက်သူက ကျက်လက်ကျက်သူကကျက်အကြည့်ဒုက္ခရောက်ကြတာပေါ့ဆင်တွေကတော့ရေကြံထဲမှာထင်သလိုပျော်ပါပြီးအချိန်တန်တော့အင်ဂျင်သွားကြတာတဲ့အဲ့ဒီအခါမှာမတေလို့ကြံခဲ့တဲ့ယုံတွေဟာအစည်းဝေးခေါ်ပြီးကဲရဲဘော်တို့ဘာလုပ်ကြမလဲဘလို့ကြံကြမလဲတန်ကြရင်ဒီတတော်ဝါတွေပြန်လာကြလိမ့်အောင်မှာတော့မူးချပဲလို့ပြောကြဆိုကြတဲ့ ဒီတော့အောင်စီရခေါ်တဲ့ယုံတကောင်က သူတို့ယုံမျိုးတွေမှာတားတည်သမီးတွေလင်းတွေမယားတွေဖြစ်ပြီးဒုက္ခကြီးစွာရောက်နေတာကိုမကြည့်ရနိုင်တဲ့အတွက်လူဆွမ်းကောင်းအာဇာနီလုပ်ပြီးအိုယုံပေါင်းတို့ဒီစင်တတဝါတွေကိုနောက်တစ်ကြိမ်မလာစေရပါဘူးစိတ်ချပါကျမုတ်သွားပြီးတားမြစ်ပါမယ်လို့ခရီးပေးတဲ့နောက်တော့အောင်စီရလည်းသူကတိအတိုင်းဆင်နေနေတဲ့တောအုပ်ကိုသွားတာပေါ့ စင်ပရင်ကြီးကောင်းဆောင်နဲ့စင်အုပ်ကြီးလေးနရွဲ့တခတ်ခတ်နဲ့ရွှေလမင်းကန်ကိုလာဖို့တာဆုနေကြပြီတဲ့စင်ပရင်ကြီးကလည်းမူရွာဖီဝါဘန်းတွေခင်းပြီးလှူထားတဲ့အိယာကထရတာမှုသူ့ကိုယ်မှာပန်းဝန်းမုံတွေဟာအကြောက်အကြောက်ကက်လို့တဲ့ပြည့်စစ်နယ်လေးပြက်နေတဲ့မူသားတိမ်တိုက်ကြီးနဲ့တူတယ်ဆိုပဲ။ သူဟီးလိုက်တဲ့အတန်ကလည်းမိုးချင်းတန်လို့တတော်လုံးဟင်းသွားတာပဲတဲ့သူ့အဆွေနှစ်ချောင်းကလည်းကြားရည်အယောင်ရှိတဲ့တဲ့သူ့နားချိန်ကမုံရီရီယိုနေလို့မုံရီနဲ့တင်းနာနဲ့ကြားရီကလည်းတတိကြီးနဲ့ကြံဝဲနေကြတဲ့ဆင်ဖရင်ကြီးကိုမြင်ရတော့အောင်စီရဟာအတော်ကြောင့်နဲ့တုံ့နှုတ်သွားတာပေါ့ဒါပေမဲ့စိတ်မလျှော့ဘူးကြောက်တောင်ကမ်းပါကြီးတစ်ခုအပေါ်ဘူးပြေးတက်ပြီး အထက်ကနေစကားဆိုတဲ့ ဥစဉ်ပေါင်းတို့ရဲ့အရှင်ဘုရင်မင်းကြီးကြံခွန်တာလို့မာတော်မူပါရဲ့လားလို့လှုပ်ခွန်းဆက်ရင်စကားဆိုသားတဲ့ဒီတော့ရှင်ကြဤကအတန်လာရကိုလှဲ့ပြီးအတင်ဘသူလဲလို့မေးတဲ့ နှုတ်ဟာတန်တမန်ကြီးဖြစ်ပါတယ်လို့အောင်စရာကဖြေတဲ့ဘယ်တိုင်းကြည်ကဘယ်မီးရဲ့တန်ကြီးတမန်ကြီးပါလဲလို့စင်ကြီးကမေးတဲ့မိုးဘော်ကရွှေလမင်းကြီးရဲ့တန်ကြီးတမန်ကြီးဖြစ်ပါတယ်လို့အောင်စရာကဖြေတဲ့ဒီလိုဖြစ်ရင်အတိရဲ့ကိစ္စကိုပြောပါလို့စင်ကြီးကပြောတော့အောင်စရာကပြောတာပေါ့ဦးစင်ဘီရင်ကြီးကျွန်ုပ်တို့ယုံမျိုးဟာရွှေလမင်းရဲ့အမျိုးနွယ်ဖြစ်ပါတယ်ရွှေလမင်းရဲ့အထင်းမှာယုံရုပ်ဆိုတာကို အတင်းဘရင်ကြီးမတိပါဘူးလားယခုစင်ဘရင်ကြီးတို့တွေခြွေလမင်းကံမှာရေကစားကြလို့ယုံညတီးကြီးပျက်စီးရဲ့အတွက်ခြွေလမင်းဟာအလွန်မြက်ထွက်နေပါတယ်နောက်တစ်ကြိမ်အတင်းဘရင်ကြီးတို့ရေကံကိုလာရင်အပြစ်ဒဏ်ကြီးစွာပေးမယ်လို့ခြွေလမင်းကကျမုတ်ကိုဆေလွတ်ပြီးအပြောခိုင်းလို့ကျမုတ်ဟာခြွေလမင်းရဲ့တန်တမန်ကြီးအဖြစ်နဲ့အတင်းစင်ဘရင်ကြီးတို့စီကို ရောက်လာရပါတယ်လို့အောင်စီရကပြောသားတဲ့ဒီစကားကိုကြားတော့ စင်ကြီးလဲကြောက်သွားတာပေါ့။ဦးယုံသူငယ်နောက်တခါရေကန်ကိုကျွန်ုပ်တို့မလာပါဘူး။ရွှေလမင်းကိုတောင်းပန်ပေးပါလို့စင်ပရင်ကြီးကပြောသားတဲ့ဒီတော့အောင်စီရကကောင်းပြီစင်ကြီးကျွန်ုပ်နောက်ကိုလိုက်ခဲ့ပါဆိုပြီးညအချိန်လာတာတာမှစင်ပရင်ကြီးကိုရွှေလမင်းကန်ရှိရာခေါ်သွားတဲ့ကန်ကိုရောက်တော့ကန်ရီပြင်းမှာလာကြည့်ဝင်းရဲ့အရေးကြီးကိုဝင်းဝင်းကြီးနေရတာပေါ့။ ဂျူရီနှက်ခတ်တွေတာယာတွေခြံရံပြီးလာပြေဝင်ကြီးဟာအင်မတန်စက်တီရှိတဲ့လေအဲ့ဒီအခါဆင်ကြီးဟာပိုးပြီးကြောက်လာတာပေါ့ကျွန်ုပ်ကိုယ်ကိုတန်ရှိအောင်ဆေးကြောပြီးရွှေလမင်းကိုကြော့ပါတယ်လို့ပြောပြောဆိုဆိုနဲ့နှမောင်းကြီးကိုရေဆုပ်ဖို့ရေလဲချလိုက်တဲ့တည်းတော့ရေပြင်ကလှုပ်သွားပြီးလာပြေဝင်ကြီးရဲ့အရေးဟာလဲစိတ်ဆိုးတယ်လို့တစ်ဖြက်ဖြက်လှုပ်လာတာပေါ့ လာဝန်တစ်ခုကနေပြီးလာဝန်တွေအများကြီးလဲဖြစ်သွားတဲ့တည်းတော့ယုံကလေးကနောက်ဆုတ်ပြေးတဲ့ပြီးခက်ကပြီးရှင်ကြီးခက်ကပြီးအတင်းကရေကိုထိရနဲ့တကြအိုင်နဲ့ရွှေလမင်းဟာဒေါသအညက်ချောင်းချောင်းထွက်တော့တာပေါ့ကဲကြကြမဆိုင်နဲ့ကောင်းမှန်တို့ပြီးပြန်ကြည့်ပြီးတော့လို့ခြောက်တော့တာပေါ့စင်ဘရင်ကြီးလဲကိုခန္ဓာကကြီးပြီးညံကမကြီးပြီးတော့အောင်စီရရဲ့စကားကိုအဟုတ်မှတ်ပြီးရေကန်ဆက်မှာဒူးကိုထောက်ခေါင်းကိုညွတ်ပြီးကတော့ရှာ